Hello အားလုံးပဲမင်္ဂလာပါဘိုးဘွားမချမ်းကနေကြိုဆိုပါရစေ။ဆိုတော့ဒီတစ်ပတ်ကျွန်တော်အနေနဲ့ Midweek မှာရှင်မင်းကစားမဲ့ Champions League ပွဲတွေထဲမှာ Arsenal ရဲ့ Liverpool နဲ့အလွန်ဆိုရဲ့ Real Madrid တို့ရှင်ပြိုင်ကစားကြပါမယ်။ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့ကဒါပွဲကြိုသွင်းတဲ့ချက်ကလေးကျွန်တော်ဆွေးနွေးကြည့်ရအောင်။အားလုံးပဲမင်္ဂလာပါဒီပွဲမှာဘလူရက်လက်တွေထွက်ပေါ်သွားမယ်ထင်ကြပါလေ။ဆွေးနွေးကြပါဦး။ဆိုတော့အင်ရှင်ဖြစ်တဲ့ Liverpool အသင်းအတွက်တော့ ရိုဒီယာဒီမာရလက်တီကထင်သလောက်ထိကောင်းမနေဘူးပေါ့နော်။ဒါပေမဲ့လည်းလို့နောက်ဆုံးပွဲအက်စတိုမီလာနဲ့ပွဲမှာသူတို့ရဲ့အကောင်းဆုံးဒီယာဒီပေါ်ဖော်မန့်စ်ကိုပြနိုင်ခဲ့ပြီးတော့တူးစီးဆိုတဲ့ရလက်နဲ့ကလင်းရှိလဲအိမ်ဝင်းမှာရတယ်အနိုင်သုံးမှတ်လေရတယ်ပရီးမီးယားလိမှာလည်းအဆင့်၃ကိုပြန်ရောက်လာပြီဆိုတော့ချန်ပီယံစ်လိကိုပဲသူတို့ပြန်ပြီးတော့ focus လုပ်ဖို့လိုလာပြီပေါ့နော်အဲတစ်ဖက်က Real Madrid ကတော့ Liverpool တင်းတဲ့ဘလူးမန့်ကိုလွဲတဲ့အနေထားဟုတ်မနေပါဘူးအဲ Real Madrid အနေနဲ့အရန်ကောင်းတဲ့အခြေအနေမှာရှိနေလို့ဖြစ်တယ်ပေါ့နော် ဆိုတော့နှစ်သင်းစလုံးရဲ့အနေထားတွေကိုကျွန်တော်တို့ကကြည့်ကြည့်အောင်ပါဆိုတော့ဒီလီဗာပူးသင်းရဲ့ဘက်ကတော့ကျွန်တော်တို့ဒီ Champions League ၃ပွဲကစားပြီးတဲ့အချိန်မှာသူတို့၂ပွဲထိနိုင်ထားပါတယ်။တည်မရှိဘဲနဲ့၃ပွဲရှုံးနေထားတယ်။တိုက်စစ်က၈၉ကိုရပြီးတော့ခန်းစစ်က၄၉ကိုပြီးထားရတယ်။ရှုံးနေထားတဲ့ပွဲက Galatasaray ရဲ့အိမ်ဝင်မှာ1ဒီ Galatasaray ရဲ့အိမ်ဝင်မှာ1-0နဲ့ရှုံးနေ Frankfurt ရဲ့အိမ်ဝင်မှာတော့သူတို့က1-5ဆိုတဲ့ရလနဲ့အနိုင်လီဗာပူးသင်းကရတယ်။ ၃ဘွဲမှာသူတို့၂ဘွဲအထိနိုင်ထားတယ်ပေါ့နော်။တပတ်က Real Madrid က၃ဘွဲမှာ၃ဘွဲစလုံးအနိုင်ယူပြထားပါတယ်။တိုက်စစ်က၃ဘွဲမှာ၈ဂိုးတိရပြီးတော့ခန်းစစ်က၁ဂိုးပဲပြီးထားပါသေးတယ်။တော်တော်ကောင်းတဲ့ခန်းစစ်ကိုပိုင်ဆိုင်ထားတာပါ။သူတို့ထက်ပိုကောင်းတဲ့ခန်းစစ်ကိုလုတ်ပြထားတာဆိုလို့ Inter Milan နဲ့ Arsenal တို့ပဲရှိပါတယ်။ပြီးကိုလုံးဝမရှိသေးတဲ့ကလပ်တင်နှစ်ခုပါ။ဆိုတော့ Real Madrid က ကလပ်ဘောကက်မှာအလွန်ဆိုရလာအောင်အဆင်မပြေတာတွေအများကြီးရှိခဲ့ပြီးမဲ့လို့ DRC စတဲ့အခါမျိုးဒီမှာဆိုလို့ရှိရင်အရင်ကောင်းတဲ့ performance တွေကျွန်တော်တွေ့လာပြီပေါ့နော်အဝေးဝင်းဖြစ်ပြီးမဲ့လို့သူတို့ AMV မှာဒုက္ခပြီးကိုကျူးပန်းလာမှာပါဆိုတော့ Liverpool နဲ့ပတ်သက်လို့ကျွန်တော်ဒီနှစ်သင်းရဲ့အနေအထားကိုကျွန်တော်ပြောကြည့်အောင်ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီနေ့ဒီဒီနှစ်သင်းရဲ့အနေအထားကိုကျွန်တော်ကြည့်ရင်လွန်ခဲ့တဲ့ Champions League မှာ Champions League မှာ ါနောက်ဆုံးတွေ့ရစ်တွေ့ဆုံထားတဲ့ဆက်နှစ်ပွဲမှာဆိုလို့ရှိရင်ပေါ့နော်လီဗာပူးရီယယ်မက်ဒရစ်ရဲ့ဘက်က9ပွဲထိနိုင်ထားတယ်လီဗာပူးရဲ့ဘက်ကကျွန်တော်သား၄ပွဲကျွန်တော်မနိုင်ထားတယ်အဲဒါအပြင်ကျွန်တော်နေနဲ့နောက်ဆုံးတွေ့ဆုံထားတဲ့2024ခုနှစ်ကဆိုလို့ရှိရင်တော့ရီယယ်မက်ဒရစ်ကကျွန်တော်သားရှုံးနေထားတာပါနော်ရီယယ်မက်ဒရစ်ကကျွန်တော်သားရှုံးနေထားတယ်ဒါအပြင်ရီယယ်မက်ဒရစ်ကတော့အန်ဖီကိုလာကစားတဲ့နောက်ဆုံး၄ပွဲမှာနှစ်ခါနိုင်ထားတယ်တခါရှုံးပြီးတော့ဗောနော်ကျွန်တော်နေတဲ့ဒါတခါတည်းကြာထားတယ်ဗောဗျာဒါအပြင်လီဗာပူးတင်းရဲ့ဘက်ကတော့ကျွန်တော်ဒီ ဘယ်လိုပြောမလဲနောက်ဆုံးပြိုင်ပွဲစုံပေါ့နော်ပြိုင်ပွဲစုံဒါအိမ်ဝင်း၅ပွဲမှာဆိုလို့ရှိရင်၃ပွဲအနိုင်ရထားတယ်၂ပွဲသူတို့ရှုံးနေထားတယ်ဆိုတော့ဒီဖော်မကိုကျွန်တော်ကြည့်ရရင်တော့နောက်ဆုံး၅ပွဲမှာလီဗာပူးတင်းရဲ့ဘက်က၃ပွဲရှုံး၂ပွဲအနိုင်ရထားတယ်ပြိုင်ပွဲစုံနော်ရီယယ်မက်ထရစ်ကတော့နောက်ဆုံး၅ပွဲပြိုင်ပွဲစုံမှာ၅ပွဲစလုံးအနိုင်ရထားတယ်ရီယယ်ကဆိုတော့လက်ရှိဒီနေ့တင်းရဲ့ကြားထဲမှာဖော်မကအကွာကြီးပါ နော်ရီယယ်မက်ထရစ်ကအရာအလုံးအခြေအနေကောင်းနေပြီးတော့လီဗာပူးသင်းရဲ့ဘက်ကတော့အနေမြင့်အတက်ကြအနေနဲ့ပြောင်းဆင်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒါပြီးခဲ့တဲ့ဘလီဗာမန်အက်စတိုမီလာနဲ့ပွဲမတိုင်ခင်မှာလေလူစင်းနေအမှန်ကန်အပြောင်းလဲတွေပါလေကျွန်တော်လှုပ်ထားတယ်ဆိုပြီးမြင်လေလို့ပေါ့နော်ဒီခရစ်စတယ်ဘဲလစ်ကိုအိမ်ဝင်းမှာရှုံးတာမန်ချက်စတာယူနိုက်တက်ကိုအိမ်ဝင်းမှာရှုံးတာဒါတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဘလူးမန်အဆင်မပြေပါဘူးပရီးမီးယားလိဂ်မှာတောင်မှသူတို့ဒီနောက်ဆုံး၄ဘွဲ့ဆက်တွေပါလေရှုံးပြီးတော့ဒီအက်စတိုမီလာနဲ့ပွဲကျမှပြန်ပြီးတော့အနိုင်ယူပြထားတာ ဆိုတော့အာနီစလော့အတွက်ပေါ့နော်အဲ့ဒီနိုင်ပွဲကတော်တော်ကြီးကိုအရေးကြီးခဲ့တယ်ဒီပွဲအတွက်စိတ်တဲ့ပိုင်းရအစင်းနစ်ဖြစ်နေဖို့သူတို့လူတာကိုဒါကြောင့်လော့ဒီမှာဆိုလို့ရှိရင်လေဘာဦးတင်ရဲ့ဘက်ကအနိုင်မြင့်တက်ကြနေများနေပြီးတော့ရီယယ်မက်ထရီရဲ့ဘက်ကတော့တော်တော်ကိုအတင်ညုံဆုံးနဲ့ကျတို့ဒါအချင်းကြီးကောင်းနေတယ်ပြောရမယ်လာလီဂါမှာဆိုလို့ရှိရင်လည်းသူတို့ကအမှတ်30တီသူတို့ရထားပြီးတော့ဒုတိယနေရာကကျတို့ဘာစီလိုနာကိုသူတို့တွေဒါငါးမှတ်သူတို့ဖြတ်ထားတယ်ဒါကိုကျွန်တော်တို့ကြည့်ရင်ရီယယ်မက်ထရီကတော်တော်ကိုအချင်းကြီးကောင်းနေတယ်ကျွန်တော်ပြောရမယ်ဆိုတော့ကျွန်တော်တို့နေ ဒီကြည့်ကြည့်ရရင်ဘောနော်ကြည့်ကြည့်ရမယ်ဆိုလို့ရှိရင်လေပါဦးတင်းရဲ့ဘက်ကအဓိကမေးခွန်းကနိပြအာနီစလိုပဲအာနီစလိုအနေနဲ့ဘလူပွဲထွက်လာမလဲဘလူပွဲထွက်လာမလဲဆိုတဲ့နေရာမှာကစားမသစ်တီကဘောနော်ရှူဂိုအိုက်ကတီကလွှဲရင်ပြန်ကစားမတွေရထင်တော့ဒီအဆင်မပြေသေးပါဘူးအထူးသဖြင့်ဘယ်နောက်ကန်လူနေရာမှာဆိုလို့ရှိရင်ကာကက်စတူဘာလို့ကဘောနော်ဟိုအသက်ကြီးကစားမဖြစ်တဲ့ရောဘတ်ဆန်နူးလောက်တော့မှလုံပြနိုင်ခြင်းမရှိသေးဘူးအထူးသဖြင့်ကာကက်စ်နေနဲ့လေပါဦးတင်းမှာအံဝင်ခွင့်ကြဖြစ်ဖို့ယုံကန်နေရတော့မယ်ပေါ့ဗျာ ံပါတ်10ရုမှာဆိုလို့ရှိရင်လည်းပဲ Florian VS ကတကယ်ကောင်းနေကစားမှာပါဒါပေမဲ့လည်းလို့ Liverpool တင်မှာတော့သူ့ရဲ့အကောင်းဆုံးအနေထားတွေကိုကျွန်တော်မမြင်ရသေးဘူးဆိုတော့သူပါလာလို့ရှိရင်အဆင်ပြေအောင်တော့သူကစားနိုင်မယ်ဒါပေမဲ့လို့ကွင်းလေ balance ကလုံးဝကိုပြတ်သွားတယ်တိုက်စစ်မှာလည်းဆာလာတို့အရင်ခြေသွင်းမပြဘူး Hugo Agitiki တော်တော်လေးကောင်းနေတယ်ဒါပေမဲ့လေလို့ပေါ့နော်အစ်တစ်ဝယ်ထားပါတယ်ဆိုတော့ exit တို့ဘာလို့ ਨੇ လုံးဝကိုအဆင်မပြေဘူးဖြစ်နေတာ exit ဆိုရင်အခု injury ပြဿနာတော့သူရနေတယ် ဲ့တော့ကျွန်တော်အနေနဲ့လေပါဦးသင်းမှာကပြဿနာတွေတော်ကြီးပါတယ်ဒါအပြင်နောက်ထပ်မေကွန်းအကြီးတစ်ခုကလေပါဦးသင်းရဲ့ခံစစ်ပါလေပါဦးသင်းဟာဒီယာဒီမှာခံစစ်တော်တော်လေးကိုစူးစူးဝါးဝါးဖြစ်နေတဲ့နေရာမှာပါတယ်ဘန်တိုက်တို့အသက်အရွယ်ရလာပြီးမြဲလေလို့သူတို့ပုံစံကောင်းကိုထိမ့်မှုကျူးပန်းနေတဲ့ချိန်ဘေးကနော်ပြောလို့ဒါလူလက်စာမှာ prime color ကိုရောက်ရမယ့်ကိုနာဒီတို့ကိုတိုင်းကိုကဆွဲခွန်နိုင်စီမရှိတဲ့အနေထိုင်မှာပူဆိုးနေပါတယ်အဲ့ဒီတော့လေပါဦးသင်းနေတဲ့ခန်စစ်ကဗောနော် Real Madrid ရဲ့ကျွန်တော်တို့က Vinicius Junior တို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့က Kylian Mbappe တို့ဟမ် ပြီးလို့ရှိရင်ကျွန်တော်တို့ကအာတဂူလာတို့ဘယ်လင်ငန်တို့ကိုကျွန်တော်တားနိုင်ပါမလားဒါကြီးကကျွန်တော်တို့နေတော်တော်ကြီးကိုစိတ်ပူစရာကြီးပေါ့နော်ခုနကပြောလို့ပဲဒါကြောင့်ပွဲထွက်လူစင်းပွဲထုတ်လာတဲ့ပုံစံကအများကြီးစကားပြောမှာပါဒါအက်စတိုမီလာနဲ့ပွဲတော့ကလိုမျိုးအိုကစားမဟောင်းနေကြီးပဲဦးစားပေးပြီးတော့ပွဲထုတ်တိုက်စင်မှာရှူကိုအဂတီကီလောက်ပဲကျွန်တော်ထည့်မယ်ဆိုရင်အများကြီးကျွန်တော်မျှော်လင့်လို့ကျွန်တော်ရတယ်။ဟိုနောက်တစ်ခုရှိတာကတော့ဗောနော်အင်ရှင်ပြိသက်တည်းရဲ့လို့ပြောမလဲအားပေးမှုတွေကအဒီပွဲမှာအရင်အများကြီးအရေးပါလိမ့်မယ်လို့ကျွန်တော်ထင်တယ် ဟိုဘယ်လိုပြောမလဲအဝေးဝင်းအတင်းတင်းတင်းအတွက်ပေါ့နော် ancient atmosphere ကအရင်ကောင်းနေတယ်ဆိုလို့ရှိရင်မလွယ်ပါဘူးဒါအပြင် amphi queen ကလည်းဘာနဲ့နာမည်ကျော်တယ်လဲညီကလို့သိတဲ့အတိုင်းပဲဆိုတော့လေပါဦးအတင်းနေတဲ့ပြိသက်တွေကစနီးပြကအစုံပေါ့နော်တကယ်ကိုအကုန်လုံးကအချင်းကြီးကောင်းနေမှာကျွန်တော်ရမှာဒါပေမဲ့လည်းလို့ကျွန်တော်ကတော့လွယ်လေးမလို့မထင်ဘူးခုနကပြောသလိုပဲဒါအလွန်ဆိုပါအနော်ဒီကျွန်တော် Ancelotti တို့ဘာလို့လိုမျိုးကျွန်တော်မဟုတ်တော့ဘူးပေါ့နော်အဲ့တော့ Liverpool အတင်းတွက်ကတော့စိန်ခေါ်မှုတွေများတဲ့အတင်းနေတွေ့နေရတယ်ပေါ့လေ Arsenal တို့အတွက်ကလည်း အက်စတိုမီလာကိုနိုင်ခဲ့တာကကောင်းကင်ကောင်းပြီမဲ့လေလို့လောလောဆယ်မှာဖီအားအောက်သူကရောက်နေတာပါဒီဖီအားတွေကိုယုံထွက်ဖို့သူကျူးပန်းနေရတဲ့ချိန်မှာနောက်ထပ်အိမ်ဝင်းမှာရီယယ်မက်ထရစ်လိုအသင်းမျိုးနဲ့ကျွန်တော်တွေ့တာရီယယ်ကဘယ်နောက်ခံနေရမှာဆိုလို့ရှိရင်ကာရီယက်စတိုပါလိုကတအားကောင်းနေတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်လာတိုက်စစ်မှာဆိုလို့ရှိရင်ကီလီယန်ဘာပေကဂိုးရီတောက်ချောက်ကျွန်တော်သွင်းနေတာဗီနီရှဲဂျူနီယာနဲ့ကီလီယန်ဘာပေကိုအန်ဝင်ခွင့်ကြဖြစ်အောင်အတွဲဖက်ညီအောင်အလွန်ဆိုသုံးနိုင်နေပြီကွင်းလယ်မှာအာရဂူလာတို့တအားအချင်းကြီးကောင်းနေပြီကာမာဘင်ဂါတို့ရှိမယ်ချူဝမနီတို့ကျွန်တော်ရှိမယ် ဘယ်လင်ငန်ကလည်းပဲဘယ်လင်ငန်မဲ့ညူရိုတိတဲ့အတိုင်းပဲကောင်းနေတော့မယ်အဲ့တော့တအားကူဒီထဲမှာကွာဟမှုတွေကျွန်တော်ရှိပါတယ်เนาะရီယယ်မက်ထရီရဲ့တိုက်စစ်ကတန်ပြန်နေရောဘာတွေရောတအားကောင်းနေတဲ့မှာကျွန်တော်ပါတယ်ပိုစီရှင်ဂိမ်းလည်းသူတို့ဆော့နေတဲ့အနေထားမှုလေးကျွန်တော်ပါတယ်သူတို့မှာနည်းနည်းစိတ်ပူစရာသူတို့ဒါအဝေးဝန်းဖြစ်တယ်အဝေးဝန်းကလည်းကျန်တဲ့ကွင်းပေါ်အန်ဖီဖြစ်တဲ့အတွက်စိတ်ပူစရာတော့ကျွန်တော်ကောင်းတယ်ကျွန်တော်ကတော့ဘယ်တော့ လီဗာပူးရဲ့ဒီယာဒီမတော်တော်တိုင်ပတ်နေတဲ့ခင်စီကရီယယ်မက်ထရစ်ကိုရှင်နံဘူးကတော့တော်တော်လေးကိုတားဆီးနေမှုကတော့တော်တော်လေးကိုခဲရင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ခုကကျွန်တော်တို့ရှိတယ်ဒါလီဗာပူးရဲ့ဘက်ကပေါ့နော်ဒီယာဒီမှာအမြင်ဘောတွေလောင်းဘောတွေဆိုသူတို့တအားဒုက္ခရောက်ပါတယ်ဒါပေမဲ့လို့ရီယယ်မက်ထရစ်ကအဲ့လိုလောင်းဘောတွေကစားတဲ့အသင်မျိုးအမြင်ဘောတွေကိုဦးစားပေးပြီးတော့သွားတဲ့အသင်မျိုးမဟုတ်ဘူးသူတို့ပြင်တိုက်စစ်မှာအမ်ဘာပေတို့လိုမျိုးသိတယ်မလား ground မှာပဲကောင်းတဲ့ကစားမတွေဗီနီတို့လိုမျိုးတံပြန်ကောင်းပြီမဲ့လို့ပေါ့နော် ground မှာပဲကောင်းတဲ့ကစားမတွေကိုကျွန်တော်ကြည့်ရင် န်တိုင်းတို့ဘာလို့ကိုနာတေးတို့ဘာလို့ ਨੇ ADUS ဘိုင်းရှင်မဲကစားမတွေအများကြီးမရှိပါဘူးအဲ့တော့လောင်းဘောတွေနဲ့မသွားဘူးအမြင်ဘောတွေနဲ့မသွားဘူးဆိုရင်တော့ Real Madrid တွေနဲ့တိုင်ပက်နိုင်တယ်သို့တော်လည်းပဲဒါသည် Real Madrid အားသာတဲ့အရာဖြစ်တယ်အဲ့တော့ကျွန်တော်ကတော့ဘနော်နှစ်သင်းကြားမှာ Twin Goal အရေးအတွက်တအားနည်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ Real Madrid ရဲ့ဘက်က1-0နဲ့ကတ်နိုင်သွားတာမျိုးတွေလည်းကျွန်တော်မြင်ရနိုင်စွမ်းရှိတယ်လို့ထင်တယ်ဆိုတော့ဒီလိုမျိုးအနေထားမှာအာနီစရောက PR ရောက်နေတဲ့ချိန်မျိုးမှာအိမ်ကွင်းမှာ Real Madrid ကိုအနိုင်ယူပြနိုင်မလားပေါ့အကယ်လို့ဒီပွဲအနိုင်ယူပြနိုင်ရင် တက်လော့တွက်ကတော်တော်ကြီးကိုအချိန်ကြီးကောင်းသွားမှာဘာလို့လဲဆိုတော့ Real Madrid လိုအသင်းမျိုးကိုလက်ရှိအရန်ကောင်းနေတဲ့အသင်းမျိုးကိုအနံ့ယူနိုင်နေဆိုရင်ဒီမှာသူရဲ့ PR တွေကအများကြီးရော့ကျသွားပြီးတော့လာမဲ့ပွဲတွေမှာဘယ်အသင်းကိုမဆိုလုံးပြနိုင်နေဆိုတာမျိုးသူတို့ဒါယုံကြည်မှုတွေရှိလာတော့မှာဗျာကစားမားတွေရဲ့နီးပြတွေရဲ့ကြားထဲမှာယုံကြည်မှုကတအားကြီးပါပါတယ်ဆိုတော့ရှေ့ပွဲတွေမှာဇက်တိုက်ဆိုလိုရှုံနေခဲ့တဲ့ Real Liverpool အသင်းရဲ့ဘက်ကဒီပွဲမှာသာအနိုင်ရရင်တော်တော်အချိန်ကြီးကောင်းသွားမှာနှစ်ပွဲဇက်တိုက်နိုင်နိုင်မှုလေးကျွန်တော်ဖြစ်သွားမယ်တကယ်နိုင်တာကလည်း Aston Villa နဲ့ Real Madrid တို့လိုမျိုး ပြိုင်ဘက်တွေကိုဒုက္ခပေးနိုင်ဆိုရင်ရှိတဲ့အသင်းမျိုးတွေကိုနိုင်တာဆိုတော့သို့တော်လည်းပဲတကယ်လို့ပြနိုင်ပါမလားကျွန်တော်ကတော့ Real Madrid ရဲ့ဘက်ကလည်းရှိအရန်ကောင်းတဲ့ form ကိုပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်နှစ်သင်းပေါင်းသွင်းကိုနည်းရင်နည်းလိမ့်မယ် Real Madrid ကကတ်နိုင်ဖို့အတွက်အချိန်ကြီးကောင်းနေတယ်လို့ထင်တယ်ညီကလေးရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်